ျမကလေးတွေကိုကျမသင်နေနေပေါ့နော်ဂျီနိုင်လေချီကန်လေးရတဲ့မှာတဲနံပါတ်2 9.6 cm အချိုးများကို1 ratio 2 ratio 3 ratio 2ရှိတဲ့အပိုင်းလေးပိုင်းလို့ရှိရင်သူက9.6 cm ဆိုလို့9.6 cm ရှိတဲ့မြင်းတစ်ချောင်းကို ဆွဲมาဖြစ်ပါတယ် ဒါကို AB လို့ထားလိုက်မယ်ဒီမှာဒေါက်တာတောက်ကိုတောက်နာမည်က B A X accepted AB is equal to 9.6 cm go ဆွဲပြီး dot bas ပြုလုပ်ပါ now ကောပါကိုအသုံးပြုပြီးလို့ရှိရင်သူက1 ratio 2 ratio 3 ratio 2ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကဒီနေရာမှာ1 cm 2 cm 3 cm 2 cm အချိုးအတိုင်းချိုးမယ်ပေါ့နော် ဒီမှာကျွန်တော်1ဆိုလို့ရှိရင်1ကိုချိုးလိုက်ပြီ1 1ဖြတ်လိုက်မယ်နောက်ဒီနေရာမှာဆို2 2ထူဖြတ်မယ်စင်တီမီတာရေဆို2 2 2 2 လေးလေးချိုးလိုက်မယ်နော်ဒါဆိုဒီနေရာမှာရေးမယ်1 cm 3 cm 2 cm အသီးသီးရှိနေတဲ့ဒီမယ် C D E F ကို A S ပေါ်တွင်မှတ်သားပါနော်ဒီကိုဘလို့ရေးမလဲဆိုကောပါကိုအသုံးပြု၍ ပြု၍ AC is equal to 1 centimeter. CD is equal to 2 centimeter. DE is equal to 3 centimeter. EF is equal to 2 cm အသီးသီးရှိတော့ အမှတ် CDEF ကိုဒီ AH မြင်ပေါ်တွေမှတ်သားပါ B နဲ့ F ကိုဆက်မှာဖြစ်ပါတယ် e ကိုဖြတ်ပြီးလို့ရှိရင် bf နဲ့အပြိုင်ဆွဲမယ် E ကိုဖြတ်ပြီးလို့ရှိရင် BF နဲ့ပြန်ဆွဲမယ်။ရောင် N လို့ထားမယ်။ Now D ကိုဖြတ်ပြီးလို့ရှိရင် BF နဲ့ပြန်ဆွဲမယ်။ဒါကို m လို့ထားမယ်။ Now bf နဲ့အပြိုင်ကိုဆွဲပြီးလို့ရှိရင် c ကိုဖြတ်ပြီးလို့ရှိရင် ဆွဲမယ်သူကို air လို့ထားပဲစစ်တော့ရေးမယ်နော် b နဲ့ f ကိုဆက်ပါ e ကိုဖြတ်ပြီးတော့ e ကိုဖြတ်၍ e and a b i BFFP ကိုဆွဲပါ B ကိုဖြတ်၍ DM အပြိုင် FP ကိုဆွဲမယ် C ကိုဖြတ်၍ FP ကိုဆွဲပါဒါကအစစ်သုံး Now to a car DAL M MM MB တို့သည်1 ratio 2 ratio 3 ratio 2ရှိသည်လိုအပ်သောမြင်းပိုင်းများဖြစ်ကြသည်